မန်စီးတီးနီးပြားကခေဟောင်းနီးပြူဟာတွေလွန်မိုးလာမှုကိုစိုးရိမ်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာမန်စီးတီးနီးပြားဂွာဒီယိုလာကပရီးမီးယားလိပြိုင်ပွဲမှာခေဟောင်းနီးပြူဟာတွေဖြစ်တဲ့လက်ပစ်ဘောတဲကန်ဘောနဲ့တောက်ကန်ဘောတွေကနေဂိုးသွင်းဖို့အသားပေးတဲ့နီးပြူဟာတွေမြင့်တက်လာတဲ့ဘောကိုစိုးရိမ်နေတယ်လို့ပြောကြားခဲ့ပါတယ်ပရီးမီးယားလိမှာလက်ပစ်ဘောတဲကန်ဘောနဲ့တောက်ကန်ဘောတွေကနေဂိုးရတဲ့နှုန်းကပြီးခဲ့တဲ့နှစ်ကထက်900ခိုင်နှုန်းကျော်မြင့်တက်လာတယ်လို့ကိုရအောင်အသားပေးတိုက်စစ်စင်တဲ့နှုံးကလည်း28ရာခိုင်နှုန်းအထိကိုမြင့်တက်လာခဲ့တာဖြစ်ပါတယ် ဂွာဒီယိုလာကပရီးမီးယားလိသမိုင်းမှာမမတ်တင်တင်မှတ်တမ်းတင်ခံထားရတဲ့နီးပြတိုနီဖူလစ်ရဲ့စတုတ်စီးတီးအသင်းသုံးခဲ့တဲ့လက်ပစ်ဘောတွေတောင်းကန်ဘောတွေနဲ့တိုက်စစ်ဆင်တဲ့နီးပြူဟာတွေပြန်လည်လွှမ်းမိုးလာတာဖြစ်တယ်လို့အပတ်စဉ်တိုင်းမှာအဲ့ဒီနီးပြူဟာတွေနဲ့ရင်ဆိုင်လာရတဲ့အပေါ်မှာအပြေရှားဖို့လိုအပ်လာပြီလို့ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာတိုနီဖူလစ်ရဲ့စတုတ်စီးတီးဟာလက်ရှိ Chelsea တိုက်စစ်မှုလီယန်ဒီလက်ရဲ့အဖေဖြစ်သူ Rory Dilep ရဲ့အဝေးကနေမြောက်ပေးတဲ့လက်ပစ်ဘောတွေနဲ့ဂိုးရဖို့တိုက်စစ်ဆင်ခဲ့တာတွေက ပရီးမီးယားလိသမိုင်းမှာအများစုအမှတ်ရခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့လို့ဂွာဒီယိုလာကထိုနီဖူလစ်ရဲ့စတုတ်စီးသီးလို့ဖြစ်လာခဲ့ပြီလို့ပြောခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ